အစိုးရအသင်းအနေနဲ့လိန်တူချစ်သူတွေနဲ့လူနည်းစုတွေကိုအခွင့်အရေးတန်းတူပေးဖို့အပြည်ပြည်ဆိုင်ရာလိန်တူချစ်သူများမုံတိမှုစန့်ကျင်ရေးနဲ့အခမ်းအနားမှာတောင်းဆိုလိုက်ကြပါရစေ။အိမမမွန်ကသတင်းပေးပို့ထားပါရရှင်။ လက်ရှိဆိုရတဲ့ဟာလူခွင့်ရကိုလေးစားလိုက်နိုင်မဲ့ဆိုရဖြစ်တယ်လို့ယုံကြည်တဲ့အတွက်လူနည်းစုတွေရဲ့ခွင့်ရကိုဦးစားပေးဖို့မေလ18ရက်နေ့မှာကြာရောက်တဲ့ပြည်ပဆိုင်ရာလိန်တူချစ်သူများနေမှာလိန်တူချစ်သူများဆိုင်ရာခွင့်ရလှူရှားသူတွေကတောင်းဆိုလိုက်ကြတာပါအခုအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူခွင့်ရကိုလေးစားလိုက်နိုင်တဲ့အဆိုပြရှိလာပြီလို့ဆိုတော့ကျွန်တော်ယုံကြည်တယ်ဒီအခုလက်ရှိအဆိုပြရဒီလူခွင့်ရကိုမြင့်တင်မဲ့အဆိုပြဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ရွေးချယ်ထားတဲ့အဆိုပြဖြစ်တယ်လို့ကျွန်တော်ယုံကြည်ရအပြင်အဲ့ဒီယုံကြည်ခြင်းနဲ့အပြင်ကျွန်တော်တို့ဒီဟာတွေလူခွင့်ရကာကွယ်မှုတွေ တိုးတက်မှုတွေမြင့်တက်လာမယ်လို့မြင့်တက်လာမယ်ကျွန်တော်ပြောလိုက်ရမျိုးရှိတယ်။ဆိုတော့လူခွေဆိုတဲ့နေရာမှာကျွန်တော်လူနည်းစုတွေဖြစ်တဲ့အမျိုးသားအမျိုးသမီးကလေးမတန်ဆွမ်းဒီ LGBT တွေအပြင်တခြားလူနည်းစုတိုင်းရင်းသားအခွင့်အရေးမြင့်တက်လာဖို့ကျွန်တော်တို့ရည်ရွယ်တယ်မျှော်လင့်တယ်ပေါ့နော်။ လိန်တူချစ်ခင်သူတွေလိန်ပြောင်းလဲဝတ်စားဆင်ရင်သူတွေအနေနဲ့လူမှုဝန်ကျင်မှာခွဲခြားဆက်ဆံခံရမှုတွေနှိမ်ချမှုတွေရှိနေစေဖြစ်ပြီးအလောက်ကိုင်းခွင့်လန်းအနေနဲ့လည်းနေပါတာကြောင့်တိုင်းပြည်အပြောင်းလဲတဲ့သူဒါတွေကိုပြောင်းလဲဖို့ကိုလိန်တူချစ်သူတွေကလိုလားနေကြတာပါလက်ရှိအစိုးရကိုအခွင့်အရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတောင်းဆိုချင်တာတော့မအားလို့အနေနဲ့အထူးတလဲပို့ပြီးတောင်းဆိုချင်တာမရှိဘူးနေရာတိုင်းမှာ equal right ရခြင်းနဲ့အထူးတူပဲပို့ပြီးမှလိုချင်တာမျိုးမရှိဘူး ဒါပေမဲ့အထူးတလက်တောင်းဆိုနေတာတော့ចောင်းမှာပေါ့เนาะចောင်းတွင်းမှာရှိနေတဲ့ဒီ LGBT ကလေးငယ်တွေကို school bully မလုပ်ဖို့ပေါ့အကယ်၍အတန်းထဲမှာခွဲခြားဆက်ဆက်နေဆိုရင်ဆီယမ်မကိုတိုင်းကဒီလုံခြုံစိတ်ချချမ်းမြေ့ရတဲ့စာတင်မှုဝင်းကျင်တစ်ခုဖန်တီးပေးဖို့လိုအပ်တယ်ပေါ့ဘာလို့လဲဆိုတော့လူတရားရဲ့ဘဝအစဒီစာတင်တဲ့အချိန်မှာဖြစ်တယ်စာတင်မှုပညာမှသူကအတတ်ပညာတစ်ခုလေးလာစီးပြီးပြီးတော့မှဘဝရက်တည်နေထိုင်နေမှာဘာလို့ဆိုတော့အခုဆိုလို့ရှိရင်မိသားစုစုမှာ၅ယောက်ရှိရဆို၅ယောက်စလုံးလုံးမှာအလုံလုံးမှာအထမင်းစားနိုင်တယ် LGBT တွေဒီ တော်ရုံတိုင်ရုံအလုံးမရနိုင်ဘူးမိတ်ကပ်စပင်းနက်ဒီလောကတွေမှာပဲရနိုင်တယ်ဆိုတော့ LGBT တိုင်းနမကစင်မိတ်ကပ်မလိန်စင်ဘူးသူတို့မှာအသိပညာရှိအတတ်ပညာရှိဆရာဝန်တွေရှိအင်ဂျင်နီယာရှိဆိုတော့ကြသူတွေကပုံမှန်တက္ကံကိုမကြည့်ပဲနဲ့သူတို့ရဲ့အရေးချင်းကိုပဲကြည့်ပြီးတော့မှဒီအလောက်ခွင့်တွေမှာ ဒန်းတို့ခွင့်ရဖို့အတွက်တောင်းဆိုချင်တယ်ပေါ့လေဟာဒါပြင်လိန်တူချစ်သူတွေနဲ့တဘာဝမဟုတ်တဲ့လိန်ဆက်ဆံမှုတွေတွေ့ထုတ်ပြန်ထားတဲ့ပုံမှန်300ခွန်ကလည်းဟောင်းနှံနေတဲ့ပုံမှန်ဖြစ်ပြီးအဲ့ဒီပုံမှန်နဲ့ပဲဖန်ဆီးမှုတွေရှိနေတဲ့အတွက်အစိုးရအသင်းနဲ့ပြင်ဆင်ဖြတ်သိမ်းမဲ့ပုံမှန်တွေထဲမှာထည့်သွင်းပေးဖို့ကိုလည်းတောင်းဆိုခဲ့ကြပါတယ်ပြပိဆိုင်လိန်တူချစ်သူများနဲ့ခန္ဓာကိုရံကုန်မြို့စိမ်းလန်းစုပြေးပန်းစံမှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့လိန်တူချစ်သူခွင့်ရေးဆိုင်ရာလှုပ်ရှားသူတွေမြန်မာနိုင်ငံလူ့ခွင့်ရေးကော်မရှင်နဲ့နိုင်ငံတကာတာဝန်မှတ်တွေတက်ရောက်ခဲ့ကြပါတယ်။ 妈，一妈妈，妈妈。